ားလုံးမင်္ဂလာပါ လူတွေမဖြစ်ချေဆိုယောဂလို့ပြောရင်ကေစာယောဂကထိတ်ဆုံးမှရှိပါတယ်အထူးသဖြင့်အမျိုးသမီးတွေအတွက်ရေသားကေစာယောဂကမဖြစ်ချေတဲ့ယောဂတစ်ခုပါအဲ့ဒီအတွက်ရေသားကေစာဆိုတာဘယ်လိုလဲယောဂလက္ခဏာတွေကဘာလဲဘယ်လိုကြိုတက်ကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး KSC ရဲ့အကြံအရေးအစီအစဉ်မှာခွဲစစ်အထူးကုဆရာကိုဒေါက်တာဟန်ဆာဆိုင်ကရှင်းပြသွားမှာဖြစ်ပါတယ် Hello ဆရာပထမမင်းကိုအနေနဲ့ရေသားကင်ဆာဆိုတာဘယ်လိုရောဂါလဲရင်သားကင်ဆာဆိုတာကတော့အမျိုးသမီးတွေမှာဒုတိယအဖြစ်အများဆုံးရောဂါဖြစ်ပါလေအမျိုးသမီးအသက်40တွေမှာအဖြစ်များပြီးတော့အမျိုးသမီး10ယောက်မှာတစ်ယောက်ဖြစ်တတ်တဲ့ရောဂါဖြစ်ပါလေရင်သားကင်ဆာကတော့ရင်သားရဲ့နှုတ်ချောင်းကနေစတင်ဖြစ်ပေါ်ပြီးတော့ကြာလာတဲ့အခါမှာတော့ရင်သားတစ်ခုလုံးကိုပြန့်နှံ့သွားတတ်တဲ့ရောဂါဖြစ်ပါလေအဖြစ်များတဲ့အမျိုးသမီးတွေကတော့ ယာဒီလာချိန်စောတဲ့အမျိုးသမီးယာဒီသွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးသားသမီးမရနိုင်တဲ့အမျိုးသမီးသားသမီးရတော့လည်းပဲနှုတ်မတိုက်နိုင်တဲ့အမျိုးသမီးတွေမှာအဖြစ်များပါတယ်။နောက်ပြီးတော့ဟော်မုန်းဆေးတောက်ရတဲ့အမျိုးသမီးနဲ့ပဒိတတိသားဆေးတုံးရတဲ့အမျိုးသမီးတွေမှာလည်းအတွေ့များပါတယ်။ဆေးလိပ်တောက်တော့သူနဲ့အရက်တောက်တဲ့သူတွေမှာပိုပြီးဖြစ်တယ်လို့လည်းတွေ့ရှိရပါတယ်။ဒုတိယမိကိုအနေနဲ့ ရေသားကင်ဆာရဲ့လက္ခဏာကဘာတွေများလဲရေသားကင်ဆာယောဂဆက်ဆပြိုခြင်းမှာတော့ဘာမှမသိနိုင်ဘူးကြာလာတဲ့အခါမှသာလေရေသားအကျိတ်ကကြီးကြီးလာပြီးရင်အဲ့ဒီအကျိတ်ကအာမာမယ်ရင်သားကြွက်သားတို့မျိုးအရေပြားမှာကတ်နေမယ်မလှုပ်တော့ဘူးပေါ့အဲနံပါတ်1နံပါတ်2တစ်ချက်ကတော့ပိုကြလာပြီးလို့ရှိရင်တော့မကုပဲထားမယ်ဆိုရင်တော့အဲ့ဒီကနေအနာတွေဖြစ်လာပြီးတော့ဒါနောက်ဆုံးအဆင့်ကိုရောက်သွားမှာပေါ့ အကယ်စစောမှာဆိုလို့ရှိရင်တော့အည်ပြားတွေပြီးရင်ဒီရှင်သားရဲ့ပုံစံတွေကပြောင်းလဲလာမယ်။နှုတ်ဒီကောင်းကအထဲကိုခြိုက်ဝင်သွားမယ်။ပုံစံပြောင်းသွားမယ်။နှုတ်ဒီကောင်းတွေကနေသွေးသူမဟုတ်အာနှုတ်ရည်မဟုတ်တော့အည်တွေထွက်မယ်။အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါအများဆုံးတွေ့ရတဲ့ဒါလက္ခဏာတွေပေါ့နော်။နောက်ဆိုအနေနဲ့ရေဓာတ်ကိစ္စမဖြစ်အောင်ကိုဘယ်လိုကာကွယ်ရမလဲ။ ရှင်သာကန်ဆာကစစောတိလို့ရှိရင်ကုသလို့ပျောက်ကင်းတဲ့ယောဂဖြစ်တော့ကြောင့်မိမိကိုမိမိနော်ရှင်သာကန်ဆာတိဖြစ်နေတယ်လို့ထင်တာနဲ့ဤဆက်ဆုံးစေကံစေယုံကိုသွားပြပါဆရာမဆရာမနဲ့တိုင်ပင်ပါရှင်သာကန်ဆာမဖြစ်ဖို့ကာကွယ်ဖို့ကကြတော့ဆေးလိပ်တောက်တာကိုရက်ပါအရက်တောက်တာကိုလျှော့ပါ ကျမ်းမာတဲ့အစာတောက်အစာသုံးပါကျမ်းမာတော့ကိုလက်လေးကျင့်ခံပြုလုပ်ပါ မိခင်များကသားသမီးများကိုနှုတ်တိုက်ကြွေးခြင်းဟာရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။နောက်ဆုံးအရေးကြီးတာကတော့မိမိရင်သားကင်ဆာဖြစ်တယ်လို့တန်ဆရာရှိရင်မရှက်ပါနဲ့။ဘယ်ဆေးမှလျှောက်ပြီးတော့မလိမ့်ပါနဲ့။ဘယ်ဆေးမှလျှောက်ပြီးမထိုးပါနဲ့။နီးစက်ရဆရာဝန်ဆရာမစီအမြန်ပြေးပါလို့အကြံပြုချင်ပါတယ်။